ခொနေရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေရောစတန်းချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါနဲ့။ဒီကနေ့မှာတော့ခொနေရသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆ iam မထက်အေဂရီဘေရပိမှန်မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ8ရက်နေ့မှ14ရက်နေ့အထိတပတ်စာကြံပြုဟောစတန်းကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးတာပါလေ။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလိုစခရိုင်းလေးနေပြည်တော်ကိုတောင်းဆိုပါရစေ။အစ်စ်တန်းတိုင်းတရားအောင်လဲဘေး တော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွက်တပတ်စာဟော့စတယ်တနင်္ဂနွေသားသမီးများယခုတပတ်အတွင်းမှာတော့မပြတ်သားသောဆုံးဖြတ်ချက်တွေကြောင့်တွေ့ဝီသောဆုံးဖြတ်ချက်တွေကြောင့်မိမိလောက်ကိုင်းနေသောအလောက်ကိုင်းဟုသမျှတိလွဲတိလွဲပြီးဖြစ်ကချင်းကောင်ကြံ့ကြံ့မှုများဖြစ်နိုင်ပါတယ်ဘာပဲလှုပ်လှုပ်ခြေုံချတော့မဖြစ်ဖို့လဲတိုက်တွန်းပါတယ်တေချာမောက်ဖြစ်မဲ့ကိစ္စရမဲ့ကိစ္စများမရတာမျိုးတက်မဲ့ရဲ့နောက်ကျပြီးမှရတာမျိုးကြုံရတတ်ပါတယ်စီးပွားရေးလုပ်ငန်းရှင်များဈေးရုံးဈေးဝယ်သမားများကတော့ယခုကာလအတွက်မှာညာနဲ့ဝရိယ ကြိုးစားအားထုတ်သောညာလဲကံတရားကမျက်နှာသာမပြေးတာကြောင့်အယောင်ဝဲများထင်သလောက်မဖြစ်နေတာမျိုးကြုံရတတ်ပါတယ်။လောကစားဝန်ထမ်းများကတော့အလုံးမှထွက်ချင်းပြောင်းချင်းစိမ့်များဖြစ်နေတတ်ပါတယ်။လူမှုကြီးမှာတော့မိမိနဲ့အမြင်မတူသောမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတချို့ကြောင့်နားလည်မှုရင်းလွဲကစကားများရန်ဖြစ်ကြရလိမ့်မယ်။ငွေကြေးကံကတော့ယခုတစ်ပတ်အတွင်းမှာပြီးစရာရှိရင်ချက်ချင်းပေးရပြီ။ရစရာရှိသည်များကကြံ့ကြာနေတတ်ပါတယ်။အချွေးမြင်တာကြီးမှာတော့ပုံမှန်ပါပဲ။အိမ်တော်ရှင်များအဖို့ကတော့ဘာမဟုတ်သောစကား ားတစ်ခွန်းကြောင့်စကားအခြေတင်ဖြစ်ရလိမ့်မယ်။ယခုတစ်ပတ်အတွင်းမှာကျန်းမာရေးမှာတော့ခေါင်းကိုက်ချင်းဝမ်းချုပ်ချင်းများဖြစ်တတ်ပါတယ်။ယခုတစ်ပတ်အတွင်းကံကောင်းသောအယောအဝါရောင်ပါသောအဝတ်စားအထူးပြုသုံးဆွဲပါ။ယခုတစ်ပတ်အတွင်းကံကောင်းသောကဏ္ဍများမှာတိနေကဏ္ဍများဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်းကံပွင့်လက်ရှင်စီရန်အတွက်ရရရအိယာပြောင်းရွှေ့အိပ်ပါ။နေရအခက်ခဲရှိပါကတရောင်တမိုက်ရွှေ့အိပ်ပါ။မိမိဓာတ်ပုံအားအိယာဘေးမှာစောက်ထိုးသုံးရထားပေးပါ။တနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြ ားပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒနင်္ဂနွေသားသမီးများတွေ တိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမထက်အေဂရီနဲ့ဗီရီမီမြန်ဆွနှွေးတိုင်မဲ့လို့တဲ့အခါ၃ညာကို၉ခွန်း၈၅တလီ၈၅နှစ်တို့ဘိုက်ပါမှာထက်ဆက်သွဲမင်းများနိုင်ပါလေ။ တနင်္လာသားသမီးများအတွက်တပတ်စာ hostel တနင်္လာသားသမီးများယခုတပတ်အတွက်မှာတော့ခီးတို့ခီးရှင်များသွားခြင်းရှိပါတယ်ယခုကာလမိသားစုပတ်ဝန်းကျင်မှာမိမိအားထင်ကြီးသလောက်မိမိမှာစက်တဲနေမဲ့ကာလဖြစ်ပါတယ်အလုံးလုံးချင်းသောစိတ်များပျောက်နေမယ်ယခုကာလရပိုင်အတွက်မှာအာမခံခြင်းငွေတို့ပေးခြင်းအတိတ်တသေးလိုက်ခြင်းမလုပ်ပါနဲ့စီဝါရေးလုပ်ငန်းရှင်များဈေးရောင်းဈေးဝယ်သမားများကတော့ယခုကာလအတွက်မှာအယောင်ဝယ်များပုံမှန်ဖြစ်နေပါလိမ့်မယ်လာကစားဝန်ထမ်းများကတော့အလုံးအသိ လျှောက်ရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်လူမှုရေးမှာတော့တောက်ကြသားသမီးစနေသားသမီးများကြောင့်စိတ်ညစ်စိတ်ရှုပ်ရမယ်ငွေကြေးကန်ကတော့ယခုတစ်ပတ်အတွင်းမှာအထွက်ငွေများနေမယ်လက်ထဲမှာငွေများများမကင်ထားတင်ပါဘူးအခြေအမြတားရေးမှာတော့ချစ်သူနှုတ်ကြားဈာလူဝင်လို့ပြဒနာတက်ရတတ်တယ်အိမ်တော်ရှင်များအဖို့ကတော့နှစ်ဖက်မိဘဆွေမျိုးတိုင်းဝိုင်းများကြောင့်ဇနီးမောင်နှံနှစ်ဦးနားလည်မှုလွယ်မရလိမ့်မယ်ယခုတစ်ပတ်အတွင်းမှာကျမကြီးမှာတော့ခနာခခိုက်ချင်းအေးပြားရရန်ချင်းကိုလက်မေးမသားဖြစ်ချင်းများကြောင်ရတတ်ပါ တယ်။ယခုတစ်ပတ်အတွင်းမှာကန်းကောင်းသောအရာအပြာရောင်ပါသောအဝတ်အစားအထူးပြုသုံးစွဲပါ။ယခုကာလအတွင်းကန်းကောင်းသောကဏ္ဍများမှာ၆၉ကဏ္ဍများဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်းကံပွင့်လက်ရွှင်ရင်းဟန်အတွက်ရရရတတိ၆စိတ်အိမ်ရှိမြတ်စွာဘုရားကတ်လို့ပြီးလိုရစုတောင်းမှာဒန်နယ်လာသာသမီများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမွန်ရရှိကြပါစေ။ဒန်နယ်လာသာသမီများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေ ရီဂွန်ဆီယာမထက်အေဂရီနဲ့ဗီရီမီမြန်ဆွနွေးတိုင်မြင်လို့တဲ့အခါ၃ညကို၉ခွန်ရှိ၅တလီ၈၅နှစ်တို့ဘိုင်ဘာမတဲ့ဆက်သွဲမေးမြနိုင်ပါတယ် အင်္ဂါသားသမီးများတွေတပတ်စာဟောစတအင်္ဂါသားသမီးများယခုတပတ်အတွင်းမှာတော့ရှိနေသောအလုံးများကိုထက်ချေတာမျိုးမလုပ်ပဲအလုတ်သည့်ဘဝသည့်ကိုစတဲ့မှာမောင်မြင်မှုထင်သောလုပ်ငန်းများအားရပ်တန့်ပြီးအလုတ်သည့်စာပါယခုကာလရပိုင်အတွင်းမှာစိတ်သည့်လူသည့်ပတ်ဝန်းကျင်သည့်မှာအဟောင်းတွေကိုဆွံပြီးအသည့်တပန်စတင်လိုက်ပါမိမိကိုယ်ကိုမိမိစဆုံးစိတ်များလုံးဝမတွေးပါနဲ့အောင်စိတ်မွေးပြီးအသည့်တပန်စလိုက်ပါစီဝိုင်းလုပ်ငန်းရှင်များဈေးရောင်းဈေးဝယ်သမားများကတော့ယခုကာလအတွင်းမှာဆိုင်ကမ်းပြင် ်ဆင်ခြင်းလုပ်ငန်းအသစ်စတင်ခြင်းကုန်ပစ္စည်းအသစ်တစ်ခုစတင်ထိုးပေါက်ခြင်းများအကောင်းဆုံးအချိန်ဖြစ်ပါတယ်။လာကစားဝန်ထမ်းများကတော့အလုပ်ထွက်ခြင်းပြောင်းခြင်းစိတ်ရှိနေပါကလုံးဝမထွက်ပါနဲ့။လက်ရှိအလုပ်မှာပဲနေပါ။ယုံမှုကြီးမှာတော့ကြာသာရိသားသမီးပေါ်လူသားသမီးများကြောင့်စိတ်ညစ်စိတ်ရှုပ်ရမယ်။ငွေကြေးကန်ကတော့ယခုတစ်ပတ်အတွင်းမှာမထက်မထားသောလမ်းကြောင်းတစ်ခုမှဝင်ဝင်လာခြင်းရှိပါတယ်။ဒါပေမဲ့လက်ထဲမမြဲပါ။အခြေမြေတားကြီးမှာတော့ချစ်သူနှစ်ဦးကွက်ကွာရခြင်းရှိပါတယ်။အိမ်တော်ရှင်များအဖို့ကတော့တကြက်ကြက်ပါပဲ။ယခုတစ်ပတ်အ အတွင်ကျမ်းမာရေးမှာတော့စိုးစိုးဝါးဝါးမရှိပါယခုတစ်ပတ်အတွင်ကံကောင်းစေသောအရာနှစ်ပြာရောင်ပါသောအဝတ်အစားအထူးပြုသုံးဆွဲပါယခုတစ်ပတ်အတွင်ကံကောင်းသောကဏ္ဍများမှာသုံးတည်ကဏ္ဍများဖြစ်ပါတယ်ယခုတစ်ပတ်အတွင်ကံပွင့်လက်ရှင်စီရန်အတွက်ရရရအဝတ်အစားဟောင်းတစုံအားစီးနေသောရေမှာငါတန်နှင်ခံဟုပြောပြီးစွန့်လိုက်ပါအင်္ဂါသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂလာမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက် ဲမျှဝေပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆ ्याम ထက်အေဂရီနဲ့ဗီရမင်းများဆွန်းနှွေးတိုင်မင်းလို့တဲ့အခါ3ညကို6ခွန်း8 9တလီ15နှစ်တို့ဘိုင်ဘာမတန်းဆက်သွဲမေးမြန်းနိုင်ပါတယ် ဘူရူးနှင့်ရာဟုသားသမီးများအတွက်တပတ်စာဟော့စတယ်ဘူရူးနှင့်ရာဟုသားသမီးများယခုတပတ်အတွက်မှာတော့ပြတနာဟောင်းရန်ဟောင်းပေါ်မယ်လူဟောင်းမိတ်ဆွေဟောင်းများနဲ့ပြန်လည်ဆောင်စည်းရခြင်းရှိတယ်အဟောင်းတွေကအစ်စ်ဖြစ်သောကာလဖြစ်သားကြောင့်မထမတ်သောပြည့်ပြည့်ခဲ့သောရန်ဟောင်းပြတနာဟောင်းများပြန်ပေါ်လာတတ်ပါတယ်စီဝါရေးလုပ်ငန်းရှင်များဈေးရောင်းဈေးဝယ်သမားများကတော့ယခုကာလအတွက်မှာအယောင်ဝယ်တွေပွန့်လန့်နေမယ်လက္ခဏာဝန်ထမ်းများကတော့လုပ်ငန်းခွင်တွင်ပြတနာဟောင်းရန်ဟောင်းပေါ်ခြင်းရှိပါတယ်လူမှုရေးမှာတော့တနင်္လာသားသမီးဘူရူး ားသမီးများကြောင့်စိတ်ငြိမ်စိတ်ရှုပ်ရမယ်။ငွေကြေးကံကတော့ယခုတစ်ပတ်အတွင်းမှာဆုံးရှုံးသွားသောငွေကြေးများပြန်ရခြင်းရှိပါတယ်။အခြေအမြေတားကြီးမှာတော့ချစ်သူဟောင်းလူဟောင်းအချစ်ဟောင်းနဲ့ပြန်လည်ဆုံးစည်းရခြင်းရှိပါတယ်။အိမ်တော်ရှင်များအဖို့ကတော့ပြည်ကယ်သောပြဿနာကိုစကားလိုပြောဆိုရမှရန်ဖြစ်ရလိမ့်မယ်။ယခုတစ်ပတ်အတွင်းမှာကျန်းမာရေးမှာတော့ယောဂဟောင်းဝေဒနာဟောင်းများပြန်ပေါ်မယ်။ယခုတစ်ပတ်အတွင်းမှာကံကောင်းစေသောအယောအစိမ်းရောပါသောဝတ်စာအထူးပြုသုံးဆွဲပါ။ယခုတစ်ပတ်အတွင်းကံကောင်းသောကဏ္ဍများမှာနှစ်သုံးညကဏ္ဍများဖြစ် ပါတယ်။ယခုတစ်ပတ်အတွင်းကံပွန့်လက်ရှင်စီရန်အတွက်ရရရဂုံတော်ကိုပါကိုနေ့စဉ်28ခောက်ရွေးပြီးလိုရာစုတောင်းမှာဘုရုနှင့်ရာဟုသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဘုရုနှင့်ရာဟုသားသမီးများအတွက်တိုက်ဆိုင်မင်္ဂလာမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးကြနော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမထက်အေးဂရီနဲ့ဗေဒီမင်းများဆွံ့ဝင်းတိုင်မယ်လို့တဲ့အခါ၃ညကို6ခွင့်ရှိ9တလီ59နှစ်တို့ဘိုင်ဘောင်မတန်းဆက် ဆွဲမေးမြန်းနိုင်ပါတယ်။ကြာသောရေးသားသမီးများအတွေ့တပတ်စာဟောစတဲ့ကြာသောရေးသားသမီးများယခုတပတ်အတွက်မှာတော့ အခွင့်အရေးနှစ်ခုအလုံးနှစ်ခုဒီပိုင်းနဲ့ရရန်ရှိသလိုဖြစ်မယ်။ရရှိလာသောအခွင့်အရေးအားကောင်းစွာအသုံးချပြီးအောင်မြင်မှုရယူပါ။ထူးဆန်းသောအိမ်မက်များကောင်းသောအိမ်မက်များမြင်မဲ့ရမယ်။မွေးနဂါးများမြင်မဲ့ရလိမ့်မယ်။တို့တို့မြင်မဲ့ပါကလက်ပွင့်ပါလိမ့်မယ်။အမျိုးသမီးကြီးတဦးရဲ့အကူအညီကောင်းအခွင့်အရေးကောင်းများရရှိလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်များဈေးရောင်းဈေးဝယ်သမားများကတော့ယခုကာလအတွင်းမှာတူလုံထားသောကွန်ပစ္စည်းများမှမျက်စွန်းလိမ့်မယ်။လက္ခဏာဝန်ထမ်းများကတော့အထက်လူကြီးရဲ့နေရာပေးခြင်းခံရမယ်။မသိမြတ်သော သူများနဲ့တောင်းတင့်မြတ်ချက်ခင်ကြလိမ့်မယ်လူမှုကြီးမှာတော့တခုလက်တလင်းကွာမုတ်ဆုမအိန်တော်ငွေအမျိုးသမီးတွေကြောင့်အထင်မြင်လွင်ဆွဆွဲခံရခြင်းများဖြစ်တတ်ပါတယ်မူကြီးကံကတော့ယခုတစ်ပတ်အတွင်းမှာပွင့်လန်းနေလိမ့်မယ်အခြေအမြင်သားကြီးမှာအိန်တော်ရှင်မြအဖို့ကတော့ရဝေးရောက်နေသောချစ်သူခင်မွန်းထမ်းမှအဆက်အသွယ်ရလိမ့်မယ်ခရီးကောင်းတွေလည်းသွားလိမ့်မယ်ယခုတစ်ပတ်အတွင်းမှာကျမကြီးမှာတော့ဒူးနာခြင်းအစာရင်းနဲ့ပတ်သက်သောဝေဒနာများလေထိုးလေအောင်ခြင်းများခံစားရတတ်ပါတယ်ယခုတစ်ပတ်အတွင်းမှာကံကောင်းသောအရာပန်းရုံ ောင်ပါသောဝက်စားအထူးပြုသုံးဆွဲပါယခုတစ်ပတ်အတွင်းကန်ကောင်းသောကဏ္ဍများမှာနှစ်ကိုကဏ္ဍများဖြစ်ပါတယ်ယခုတစ်ပတ်အတွင်းကံပွင့်လက်ရှင်စင်ရန်အတွက်ရရရဖျောင်းနိုင်နှစ်တိုင်ပူးထွင်းပြီးနေ့စဉ်ဖျားမိပူဇော်ပါဇာသာပိသာသမီများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇာသာပိသာသမီများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာမထက်အေဂရီနဲ့ဗီရင်မင်းများဆွန်းနှွှင်းတိုင်မြင်လို့တဲ့အခါ 39998 94293ဘိုင်ဘာမတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ချန်သားသမီးများအတွေ့တပတ်စာဟောစတဲ့တောက်ချန်သားသမီးများယခုတပတ်အတွင်းမှာတော့တူလို့တူလို့ဖြစ်နေသောကိစ္စရများကိုတည်တည်ချာချာဆုံးဖြတ်ချက်ချပြီးအလုတ်လုတ်ကိုင်းမှအောင်မြင်ပါလိမ့်မယ်ပဝင်ချင်းအားလိုရာထက်ပိုပြီးကြယုံမဆိုင်ပါနဲ့မိမိလိုအပ်မိအလုတ်ကိုအာယုံဆိုင်လုတ်ကိုင်းမှယခုကာလအတွင်းချူဆန်းသောအိမ်မက်များမြင်မဲ့ရလိမ့်မယ်တေချာစီစဉ်တန်းသောကိစ္စများမအောင်မြင်နိုင်ပါစိတ်ကူးပေါ်မှထလုတ်လိုက်ပါအောင်မြင်ပါလိမ့်မယ်စီဝိုင်းလုပ်ငန်းရှင်များဈေးအောင်ဈေးဝယ်သမားများကတော့ယခုကာလအတွင်းမှာမထမဲ့ဖဲအယောင်းဝင်းများ ပွင့်လန်းမယ်လုပ်ငန်းပြိုင်စီးပွားပြိုင်များရဲ့ရန်လိုရန်တောင်ချင်းများခံရတတ်ပါတယ်လာကစားဝန်ထမ်းများကတော့ပုံမှန်အလုံများနဲ့သာရှိနေပါလိမ့်မယ်လူမျိုးရေးမှာတော့တနင်္ဂနွေသားသမီးစနေသားသမီးများကြောင့်စိတ်ငြိမ်စိတ်ရှုပ်ရမယ်ငွေကြေးကံကတော့ယခုဒီမတ်အတွင်းမှာတော့ပူပန်နေရသောငွေကြေးကိစ္စတစ်ခုအဆင်ပြေသွားလိမ့်မယ်အခြေမြေတားရေးမှာတော့ချစ်သူရဲ့မလိမ့်တပတ်ယူလုတ်ချင်းခံရခြင်းရှိပါတယ်အိမ်တော်ရှင်များအဖို့ကတော့အချင်းချင်းစနောက်ပြောဆိုရင်းမှာလက်မရစကားများကြရလိမ့်မယ်ယခုဒီမတ်အတွင်းမှာကျမကြီးမှာတော့လမ်းသွားတ ေးပြုပါအိမ်မွေးတလိဆန်များကြောင့်ချိတ်ကြိုက်တန်းရရာကိန်းရှိပါတယ်ဒီခုတစ်ပတ်အတွင်းမှာကံကောင်းသောအရာနေညိုရောင်ပါသောအဝတ်အစားအထူးပြုသုံးဆွဲပါဒီခုတစ်ပတ်အတွင်းကံကောင်းသောခဏများမှာခွန်းသုံးညခဏများဖြစ်ပါတယ်ဒီခုတစ်ပတ်အတွင်းကံပွက်လက်ရှင်စည်းရန်အတွက်ရဲရဲရမမသူတူဝငွေ900ကျပ်လူရန်ပြီးလိုရာစုတောင်းပါတောက်ချန်သားသမီးများလုံးကိုစိတ်နှပြန်ကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတောက်ချန်သားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့ ွဲ့မြောက်ဝီပြီးကဲနော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမထက်အေဂရီနဲ့ဗီလီမင်းမြန်ဆွနှွင်းတိုင်ပြီလို့တဲ့အခါ၃ညကို၉ခွင်းရှိ၅တလီ၈၅နှစ်တို့ဘိုင်ဘာမတိုင်းဆက်သွဲမင်းမြန်နိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတယ်စနေသားသမီးများယခုတပတ်အတွင်းမှာတော့ပဝန်းကျင်ရဲ့ချိုးနှံမှုတွေကြောင့်စိတ်ညစ်စိတ်ရှုံနေရမယ့်အချိန်ကာလဖြစ်ပါတယ်။ဘာပဲလုပ်လို့အဆင်မပြေဘူးဆိုတာမျိုးဖြစ်နေတတ်ပါတယ်။အလိုလိုနေရင်စိတ်တွေမွန်းကျက်နေတာမျိုးဖြစ်တတ်တယ်။စိတ်လေးလွင်သောအချိန်ကာလဖြစ်တာကြောင့်ဘာဝမှအရေးစွန်ပြီးမလုပ်ဖို့တိုက်တွန်းလိုပါတယ်။လုပ်ငန်းသစ္စာတင်ရန်ရှိပါကယခုတပတ်ကြော်ပြီးမှစတင်လုပ်ကင်မှာစီးပွားရေးလုပ်ငန်းရှင်များဈေးရောင်းဈေးဝယ်သမားများကတော့ယခုကာလအတွင်းမှာအယောင်းဝယ်များထင်သလောက်မဖြစ်တာ ားမျိုးကြုံရတာပါတယ်။လာကစားဝန်ထမ်းများကတော့လုပ်ပေါ်ကင်ဘက်အချင်းချင်းစကားများရန်ဖြစ်ရခြင်းရှိတယ်။လူမှုရေးမှာတော့ဗဟုသုတသမီးကျန်းသာပရိသတ်သမီးများကြောင့်စိတ်ညစ်စိတ်ရှုပ်ရမယ်။ငွေကြေးကန်ကတော့ယခုတစ်ပတ်အတွင်းမှာညံ့နေပါတယ်။အခြေရေးမြေတားရေးမှာတော့မြေတားပေးလို့မြေတားမရသောကာလဖြစ်နေတာကြောင့်တိတ်တခိုးမျက်ရည်ကျနေရပါလိမ့်မယ်။အိမ်တော်ရှင်များအဖို့ကတော့တကြက်ချက်ပါပဲ။သာသမီးတွေကြောင့်စိတ်ညစ်စိတ်သောကကြုံရတာပါတယ်။ယခုတစ်ပတ်အတွင်းမှာကျန်းမာရေးမှာတော့မျက်ရိုးကိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊လက်ချောင်းနာခြင်းဝေဒနာများ ဖြစ်ပေါ်တတ်ပါတယ်။ယခုတစ်ပတ်အတွင်းကံကောင်းသောအယောင်အဖြူရောင်ပါသောဝစ်စာအထူးပြု30ပါ။ယခုတစ်ပတ်အတွင်းမှာကံကောင်းသောကဏ္ဍများမှာတိရှိကဏ္ဍများဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်းကံပွင့်လက်ရှင်စီရန်အတွက်ရရရခွေးစာကျွေး၍လူရာစုတော်မှာဇနေသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။ဇနေသားသမီးများတွင်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာမထက်အေဂရီနဲ့ဗီဒီမီ များဆွေးနွေးတိုင်ပင်လိုတဲ့အခါ၃ညကိုကိုခွင်းရှိငါတလီရှင်ကားနှစ်တို့ဘိုင်ဘာမတိုင်းဆက်သွဲမေးမြနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗီရင်ဟောစတန် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နှစ်စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဗီရင်ဟောစတန် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်တည်အောင်လဲဘီနာအခေါင်းလေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်